အားလုံးမင်္ဂလာပါဗျာဖုန်းကလေးနီးပညာနဲ့ပြန်နေကြိုးစားပါရဗျာဒီနေ့မှတော့ဖုန်းတစ်လုံး Vivo ဖုန်းတစ်လုံးကိုကျွန်တော်ဘက်ထရီလေးနှိမ့်ပြမှာဖြစ်ပါတယ်မနော်ဘိုက်တွေတားဖောင်းနေတယ်နော်မဖုန်းတော့နောက်ဖုန်းတော့လန်နေတယ်အဲ့တော့ဒီကောင်လေးဘက်ထရီလေးနှိမ့်ပြမှာဖြစ်ပါတယ်တကယ်တော့ဘက်ထရီလေးနီးကကျွန်တော်အရင်ဗီဒီယိုမှာတဲ့ iPhone ဘက်ထရီလေးနီးတော့ Samsung ဘက်ထရီလေးနီး Huawei ဘက်ထရီလေးနီး Xiaomi Redmi ဘက်ထရီလေးနီး စားပေးပြီးဖို့အပေါ်ဗရီလန်နီအဲ့တော့ brand new ဆို model light အားလုံးဗရီလန်နီလေးကိုကျွန်တော်ရင်ဗီဒီယိုမှာတော့မြောက်ပြီးခဲ့ပါတယ်တကယ်တော့ဗရီလန်နီအားလုံးကအတူတူပါပဲဘာပဲကွာလဲဆိုတော့ကျွန်တော်တို့ကခွာတာတစ်ခုပဲကွာပါတယ်အော်တချို့ဖုန်းတွေကကျွန်တော်ဒီအနောက်ဖုန်းတွေကိုအပူလေးပေးပြီးတာလေးခွာလာရှိတယ်လို့တချို့ဖုန်းတွေကအပူပေးစားမလို့ပဲနဲ့အလိုတူခွာတာမျိုးလည်းရှိပါတယ်အဲ့တော့ကျွန်တော်ဒီအခုအခုကျွန်တော်ပြမယ်ဒီ model ကတော့အပူပေးစားလည်းမလိုပါဘူးအားလုံးပဲအဆင်ပြေပြေနဲ့လူလယ်ကူနဲ့ခွာလို့ရတဲ့ဒီဖုန်းလေးပဲဖြစ်ပါတယ်အဲ့တော့ဒီမှာလေးခွာမယ်ဆိုလို့ရှိရင်အရင်ဆုံးကျွန်တော်ပါဝါလေးညီပိတ်လိုက်မယ်နော် โอเคကျွန်တော်ပါပိတ်လိုက်ပြီဒီကောင်းတော့တွတ်သူဘောဟာပြီးတားဖောင်းနေတာဆိုတော့ကျွန်တော်တို့ကအလွယ်တကူဒီကနေအตาလေးပဲလက်သေးလေးနဲ့ထိုးခွာလိုက်မယ်နော်โอเค โอเคဒီမှာเนาะခွာမယ်ဆိုလို့ရှိရင်တအားဆွဲမခွာလိုက်နဲ့ဒီမှာသူ့ရဲ့ finger လေးပါโอเคဟောเนาะသူ့ရဲ့ finger လေးတွေကိုအရင်ဖြုတ်မှဖြစ်ပါတယ် finger လေးဖြုတ်လိုက်မယ်เนาะ အဲတချို့ကဒါကဆိုခေါ်လို့ရှိရင် finger လေးပြတ်သွားနေမှာလေအဲ့တော့ okay okay မပြီးလို့ရှိရင်သူ့ battery ပြပါတော်တော်ဖောင်းတယ်နော်မ 5G ကိုဖောင်းလို့ okay ဒါတရားလေးတွေအပေါ်ကဒီနက်နက်လေးတွေအရင်ဖြုတ်မယ်နော်အဲ့တော့ဒီကောင်လေးတို့နက်လေးတွေအကုန် live ဖြုတ်လိုက်မယ်နော်โอเคဒီမှာနက်နက်တွေနေ့လေး6 8 ဆက်နှလုံးလုံးဆက်ဆက်နှလုံးလုံးရှိရနော်အဲ့ဒါလေးတော့ကွန်လိုက်ဖြုတ်ပေးပါโอเคသူရဲ့စီအောက်မှာလည်းနက်နက်ပါတက်တယ်နော်အဲ့တော့အဲ့ဒီနက်လေးပါတေချာလေးလိုက်ဖြုတ်ပေးမယ်နော်โอเคအဲ့ဆိုရင်ကျွန်တော်ဒီဖုန်းလေးကိုလှန်လိုက်မယ်နော်โอเคအဲ့ဆိုလို့ရှိရင်ဒီမှာသူ့ရဲ့ပတ်တီရှိရနော်ဒီမှာသူ့ပတ်တီလေးကိုဒါလေးဖြုတ်လိုက်မယ်အဲဒီမှာသူ့ရဲ့ပတ်တီ socket ထည့်လေးဒါလေးပဲပြီးကျွန်တော်ဒီရလေးကိုဒီရလေးဆွဲပြီးတော့ခွာကြည့်လိုက်မယ်နော် ဒီတာလေးဆွဲခွာကြည့်လိုက်။အဲဒါလိုလေးဆွဲခွာလိုက်ရုံပဲ။โอเคအဲဆိုရင်တော့ပြီးသွားပြီเนาะ။အာပြီးပြီဆိုတော့ကျွန်တော်တို့ကဒီမှာဒီဟာလေးကိုဗတိအစ်စ်လေးပြန်ထည့်ပြီးရောပြန်လုံးလိုက်ရုံပဲ။အဲ့တော့ကျွန်တော်ဗတိအစ်စ်ထည့်ပေးမယ်။ပြီးတော့ဗတိကောင်းမကောင်းလေးတစ်ခါလေးဆန်းပြပေးမယ်ပြန်เนาะ။ဒါတော့ကျွန်တော်တို့အဲအဲ့တော့ကျွန်တော်ဗတိအစ်စ်လေးနဲ့တစ်ချက်လောက်လင်းနေနေဆက်လက်ကြည့်ပြပါဦးဗျ။အဲ့တော့ကျွန်တော်ကဗတိကတော့ original လုံးဝတရားရင်ငွေစိတ်ချတဲ့ဗီဒီယိုပဲထဲမှာဖြစ်ပါတယ်ကျွန်တော်ဒီပြင်ခဲ့တဲ့10နှစ်တာကာလအတွင်းမှာအဲ့တော့မကောင်းတဲ့အကြောင်းတွေဘယ်တော့မှမထည့်ဘူးခဲ့ပါဘူးကျွန်တော်ကတော့ ဒီအမှန်ကန်ပဲတရားရင်တော့ကောင်းတဲ့ဗီဒီယိုပဲထည့်ပေးခဲ့ပါတယ်အဲ့တော့ဈေးကြည့်ကြည့်ပါစီအဲ့တော့ကျွန်တော်တို့အကောင့်ပဲထည့်ပေးတာများပါတယ်โอเคအဲ့ဒါဆိုလို့ရှိရင်เนาะကျွန်တော်ဗီဒီယိုတလေးနဲ့စမ်းကြည့်ဦးမယ်ဆက်လက်ပြီးကြည့်ပါဦးဗျာเนาะ Okay အဲ့ဆိုကျွန်တော်သူ့ရဲ့ original video လေးကျွန်တော် ဝင်လာပါပြီအဲ့တော့ဒီကောင်လေးကိုဖြုတ်လိုက်တော့မယ်နော်ကောင်လေးဖြုတ်လိုက်တော့မယ်အဲ့တော့သူ့ရဲ့ original ပြည်လေးထည့်မယ်နော် Okay အဲ့ဆိုကျွန်တော်ရှင်ပုံမှန်ဆုံးဒီမှာသူ့ရဲ့ဒါဘတိတ်လေးဆွဲပေးရရယ်နော်တို့ကတော့ဒါဘတိတ်ပါပြီးသားဆိုတော့ဒီမှာတော်တော်ကက်သေးတယ်အားကြောင့်မို့ကျွန်တော်ဒါဘတိတ်ဆက်ဆက်မဆွဲတော့ဘူးတော့ဒီမှာတော်တော်ကက်သေးတယ် Okay အဲ့ဆိုတော့ကျွန်တော်ဒီကောင်လေးကိုပြန်ထည့်လိုက်တော့မယ် okay ပြီးတော့သူ့စောက်ွက်ထိုင်လေးပြန်တက်လိုက်အောင်ပဲဗျာနော် โอเคဒါဆိုရင်ဒါဆိုရင်ပြီးသွားပါပြီပြီးတော့ကျွန်တော်အဖုံးလေးပြန်ဖုံးလိုက်တော့မယ်ပြီးတော့ကျွန်တော်တက်ခဲကောင်းကောင်းလေးပါတခါလေးစစ်စင်းနေမြောက်ပေးမယ်เนาะအဲကျွန်တော်ခုနကတော့ကျွန်တော်မီတာနဲ့တိုင်းနည်းလို့တော့ကျွန်တော်အရင်ဗီဒီယိုမှာမြောက်ပေးခဲ့ပြီးเนาะအခုကတော့အဲဒီတိုင်းပဲကျွန်တော်လေးအခုကပတိလက်အစ်စ်ဆိုတော့လေအတောက်မတောက်နဲ့ကောင်းကောင်းလေးကျွန်တော်စစ်စင်းနေဆက်လက်ပြီးမြောက်ပေးမှာပြန်เนาะ โอเคဒီကောင်တော့ဗတီလုံကကောင်းပါဒီကောင်ဒီဗတီဆိုလို့ရှိရင်6လအာမခံအပြည့်ပါထားပါတယ်ဗျာ6လအာမခံလည်းအပြည့်ပါတယ်โอเค6 6လအတွင်းမှာအာမနေအာမခံဗတီဖောင်းတာအဲ6လအတွင်းမှာခုလိုမျိုးဖောင်းတယ်အာမနေအာမခံနံဒီအဲစပိအာရခိုင်တို့ရန်နှေးနေရလေအဲ့ဒါစလို့ဖြစ်အဲ့လိုကြုံခဲ့ရင်ဗတီအစ်စ်တလုံးလုံက free တလုံးပြန်လည်ပြပါတယ်ဗျာโอเคအဲ့ဆိုလို့ရှိရင်โอเคဒါဆိုပြီးပေါ့เนาะပြီးဆိုတော့ကျွန်တော်ဒီမှာအဲသူ့ရဲ့ဖုန်းလေးပြန်တက်လိုက်တော့မယ်เนาะ โอเคဒီအရေးတော့ကျွန်တော်ဆန်ရပြင်ပြင်ထမ်းမှန်းသိအောင်လဲထမ်းမှန်းသိအောင်ဒါတော့ကျွန်တော်ရဲ့ကျွန်တော်ရဲ့ဒီဖွယ်လေးနီးဖွယ်လေးနီးပြီးညာနာမည်လေးနဲ့အာမငန်6လနဲ့ခနေလောက်သွားတဲ့ဒိတ်ပေါ့နော်ကိုယ့်ရဲ့6လပိုင်းနဲ့ကျွန်တော်ဒီအရေး daily ပဲရေးပေးထားတယ်โอเคပြီးတော့မသူရဲ့ finger လေးပြန်တက်မယ်နော်အာသူရဲ့ finger လေးပြန်ထိုင်ချမယ်โอเคဒီမှာနော်ရသွားပြီโอเคဆိုတော့ဒါလေးပြန်ပြန်လုံးလိုက်ရုံပဲနော် โอเคအားဆိုရင်ကျွန်တော်တို့တွေဖုန်းကိုအာဖုန်းကိုကောင်းကောင်းပေါ့နော်အာဗရီဗရီတောက်မတောက်ကျွန်တော်စစ်စင်းနီဆက်လက်ပြီးမြောက်ပေးမယ်စစ်စင်းနီကရင်ပြီးတော့မှလည်းတင်ခဲ့ပြီးဆိုတော့အလုံးသိပ္ပဒါလို့ထင်ပါတယ်အရန်လွယ်နော်ကျွန်တော်တွေဖုန်းရကိုင်းနှုန်းကိုကြည့်ကြည့်လိုက်မယ်ဖုန်းရကိုင်းနှုန်းကဥပမာဆိုရပါဆို60ဆိုပါဆိုဆိုရပါဆို60ရနဲ့ပိတ်ပြီးခုလိုပြန်ဖွင့်လိုက်မယ်60နဲ့ပြန်ဖွင့်လိုက်ဆို60ပဲဆိုတော့ကောင်းလဲ59ဆိုကောင်းတယ်58ဆိုလည်းကောင်းတယ်59ဆိုလည်းကောင်းသေးတယ်အဲ့လိုမဟုတ်မဲနဲ့ကျွန်တော်တွေ 55တို့54တို့50တို့59တို့အစသဖြင့်65တို့60နှစ်တို့အဲ့လိုရှောက်ပြနေမှဆိုရင်လည်းမကောင်းလို့ယူဆလို့ရပါတယ်။โอเคဒါဆိုကျွန်တော်အခုတစ်ခါလေးစမ်းကြည့်မယ်နော်။ဒါဆိုရင်သူ့ရဲ့ဗတိကြာခိုင်နှုန်းကကျွန်တော်ဒီမှာ60နဲ့60နဲ့နှစ်โอเค60နှစ်နှစ်ကိုကျွန်တော်အตาလေးတလို့ပိတ်ပြီးတော့ပြန်ဖွင့်မယ်။ reset ချလိုက်မယ်။โอเค ပိတ်ပိတ်ပြန်ခွက်လိုက်မယ်အခုသူပြန်တက်လိုက်ခမျိုးမှာ60နှစ်ကနေ60နှစ်ဆိုရင်ကောင်းတယ်61ဆိုလည်းကောင်းတယ်60ဆိုလည်းကောင်းပါတယ်ဗျအဲ့လိုမျိုးမဲ့နဲ့59တို့58တို့59တို့အဲ့လိုမျိုးဖြစ်နေမကောင်းဘူးတော့မဟုတ်65 68 90ဆက်ပြီးရှောက်ပြနေမှာဆိုရင်လည်းမကောင်းဘူးလို့အဲ့လိုယူဆလို့ရပါတယ်အဲ့တော့ maximum ဖုန်းနေနဲ့အခုကိုဖုန်းကိုအခုလက်တွေ့စမ်းသပ်ကြည့်လိုက်ပါကိုဖုန်းကခုလိုခုလိုပဲပဲเนาะကိုရောက်နေတဲ့ရာရာကနောနဲ့ပြပြပြန်ခွင့်ကြည့်လိုက်ပါ ဲ့တော့1နှစ်လောက်ရောင်းရင်ကိစ္စမရှိဘူးအများပြရောက်သွားရင်ရောမကောင်းဘူးပတိအမခံတော့လို့ယူဆလို့ရပါတယ်ဗျ။ Okay ကျွန်တော်လည်းဒါအခုအဆန်းအခုဒါလောဆယ်အကြံပြန်ဆန်းဆန်းတက်ကြည့်ပဲနော်။အဲ့တော့တကယ်မေးစမြကျွန်တော်စီမံဖုန်းလာပြင်တော့ကျွန်တော်ကဆက်ဆက်တွေပိုင်းရှင်းပေးတယ်အဲဖုန်းစပီကာတွေပိုင်းရှင်းပေးတယ်အတွင်းမိုင်းတွေပိုင်းတန့်ရှင်းတုပ်ပြပါတယ်ဗျ။ Okay အဲ့ဆိုတော့ကျွန်တော်ခုနကပြည့်ပြီးပြန်ဖုန်းလိုက်တာ အာက60နှစ်က60နှစ်ပဲဖြစ်ပါတယ်ဒီမှာတော့60နှစ်က60နှစ်ပဲဒါဆိုရင် DVD ကလုံးဝတရားရခင်တော့ perfect ဖြစ်ပါတယ်အဲ့တော့တရားရခင် perfect ဆိုရင်လည်းအခုမှလဲထားတာကိုအဲ့ဒါကြောင့်လည်းလုံးဝအာလုံးဝ share တောင်းတယ်ဖြစ်ပါတယ်တခါကျတော့ရှင်တစ်ခေါက်နဲ့တိမ်မသိကြရင်နှစ်ခေါက်ဆမ်းပါကျွန်တော်တော့၄ခေါက်ဆမ်းပြီးသားပါကျွန်တော်၄ခေါက်ဆမ်းပြီးပြီးအာလုံးအာတော့လုံးဝ share တောက်တယ် โอเคဒီတဲ့ကြာကြာလေးပရိအားခန့်ချင်ကျွန်တော်မိတ်ဆွေများဘယ်လိုလုပ်အောင်လဲဆိုတော့အဲ Wi-Fi တွေကိုတောက်လျှောက်ဖွင့်မထားနဲ့သုံးမှပဲဖွင့်မတော့ရင်ချက်ချင်းပိတ်ပြရမှာဖြစ်ပါတယ်နံပါတ်1ကတော့အားသွင်းနဲ့လုံးဝ Wi-Fi ဖွင့်ထားလို့မရပါဘူးပတိလည်းပြက်အားလည်းအားလည်းမခံဖြစ်သွားနိုင်ပါတယ်နံပါတ်3ကတော့ဂိမ်းတွေဆော့နေတဲ့အချိန်မျိုးမှာအားအားသွင်းညှိချပြီးတော့ဂိမ်းမဆော့ပါနဲ့နံပါတ်4ကတော့ software တွေဂိမ်းတွေဆော့ပြီးပြန်ထွက်ဖို့လုံးဝမမေ့ပါနဲ့เนาะအဲခုလိုမျိုးပဲဟို APP software gain တွေကိုရှင်းပြရမှာဖြစ်ပါတယ်ဒါတော့ရှင်းမိသားမို့နော်ကျွန်တော်တွေအဲ့လိုမရှင်းမနေ home နေထွက်မယ်ဆိုလို့ရှိရင်သူကအနောက်မှာ running နေမှာတယ်ဗျ Okay ဒါဆိုရင်အားလုံးပဲသိရှိသွားပြီလို့ထင်ပါတယ်ဗျကဲဒါ battery လဲနေရော battery ကောင်းကောင်းစစ်စစ်နေရောကြာရှည်ခံအောင်အသုံးပြုနေရောအားလုံးမြောက်ပေးလိုက်ပါတယ်ဗျအဆင်ပြေမယ်လို့ထင်ပါတယ် line line screen နေပြီးအပေးခဲ့ပါအောင်လို့လည်းတောင်းဆုံးပါတယ်ဗျအားလုံးကျေးဇူးတင်ပါတယ်ဗျနောက်ပြီးဒီမှာဆက်လက်တွေ့ပါအောင်မယ်ကျွန်တော်နောက်ပြီးဒီမှာလည်းဖုန်းလေးလေးပြင်ပြအောင်မယ်ဆိုတော့ message များဆက်လက်ကြည့်ရှုပေးပါအောင်ဗျအားလုံးပဲကောင်းကောင်းလေးပတ်ဆိုင်ကြပါစေဗျာ